မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်ငလျင်သတင်းကတော့မန္တလေးတိုင်းတာစီမြို့အနီးကိုဗဟုပြုပြီးတော့ဒီနေ့မွန်လွဲပိုင်းမှာပြင်းအား9.3အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားခဲ့ရာမိထီလာရမဲသိန်း မန္တလေးနဲ့ဝမ်ရွင်မြို့တို့မှာပြည်သူများစိုးရိမ်ထိတ်လန့်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ9ရက်နေ့မွန်လွယ်3:00မိနစ်အချိန်မှာမန္တလေးတိုင်းသာစီမြို့အနီးမြေအောက်နက်10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 5.3အဆင့်ရှိတဲ့အင်အားအသင့်တင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့သိရပါဗျ။သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်ပြီးတော့လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ကြေညာထားပါဗျ။ငလျင် ြင်ကအခုလောက်တာကတစ်ချက်သေးပေမဲ့ကင်ဆောက်လိုက်တယ်လို့ပဲဒုံးဆိုတဲ့အတံမှာကြားရတာမိထီလာမှာ3နာရီ6မိနစ်အချိန်လောက်မှာတော်တော်လေးကိုတိတာပါတယ်မက်ချ်လာ28ရက်နေ့ငလျင်ပြီးရင်ဒီငလျင်ကပြင်းပြီးတော့တိတာတဲ့ငလျင်ပဲလို့မိထီလာမျိုးကပြည်သူတို့ကပြောပြထားပါတယ်မန္တလေးဝမ်းတွင်းနဲ့ရမဲတင်းအပါအဝင်မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အများစုမှာဒီနေ့မွန်လွဲပိုင်းမှာလှုပ်ခတ်သွားတဲ့ငလျင်ကိုတိတာစွာခန်းစားခဲ့ရတယ်လို့ပြည်သူများရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လူ၄တောင်နေပါတည်ဆုံးပြီးမန္တလေးစကိုင်းနဲ့နေပြည်တော်ကိုပြတ်စည်းစေခဲ့တဲ့ငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုခီးသွွားများကလာကြည့်မှာဖြစ်တဲ့အတော့ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများကိုဝင်ငွေပို့ပြီးတော့တိုးပွားလာမယ်လို့စေကောင်စီရဲ့ဟိုတယ်နဲ့ခီးသွွားလာရေးဝင်ကြီးဌာနကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်။ပြင်အား9.8%အဆင့်ရှိတဲ့ငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုများနဲ့ငလျင်ဘေးတင်ရာဒေသများကိုပြည်ရင်းပြည်ပကခီးသွွားဧည့်သည်များတွားရောက်ပြီးတော့လေလာကြည့်ရှုခြင်းအပြင်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့အထောက်အကူပြုပြီးဒေသခံများရဲ့အလုပ်ကိုင်အခွင့်အလမ်းနဲ့ဝင်ငွေများတိုးပွားရရှိစေရေးအတွက် အထောက်ပံ့ဖြစ်လိမ့်မယ်လို့စေကောင်စီကကြေညာလိုက်ပါတယ်။ဒါကြောင့်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများမြင့်တင်နိုင်ရန်ငလျင်ဘေးဒဏ်တင်တဲ့ဒေသများကိုပြည်တွင်းပြည်ပကခီးသွွားများတွားရောက်လဲပတ်နိုင်တယ်လို့သိရပါတယ်။တွားရောက်လဲပတ်ရမှာသက်ဆိုင်ရာဒေသအာဏာပိုင်များထံကနေပြီးတော့အချိန်နဲ့တပြေးညီထုတ်ပြန်ညွှန်ကြားချက်များကိုလိုက်နာကြရန်အကြံပြုထားကြောင်းစေကောင်စီကကြေညာထားပါတယ်။ ကျွန်တော်တို့ကတော့ငလီရပြည့်စည်တွေနဲ့ခီးသွွားလုပ်ငန်းကိုမြင့်တယ်မယ်ဆိုတာမျိုးတခါမှမကြဘူးသေးဘူးကဘာမှလည်းမရှိတဲ့တကယ်ကိုအိုင်ဒီယာအသက်ပါပဲနေပေါ်မှာလည်းငလီရကြီးလောက်ခတ်သွားတာပါပဲတရုတ်ပြည်မှာလည်းလူပေါင်းများစွာတည်စေခဲ့တဲ့စီချွန်ငလီရကြီးလောက်သွားတာပါပဲထိုင်းဝမ်မှာလည်းငလီရကြီးလောက်ခတ်တာပါပဲငလီရကြီးနဲ့ခီးသွွားလုပ်ငန်းကိုမြင့်တယ်မယ်ဆိုတာမျိုးကတော့ တခါမှကိုမကြဘူးပါဘူးဘယ်သူမှလည်းလာမကြည့်ပါဘူးကယ်ဆယ်ရေးလှုပ်ရှင်တဲ့သူတွေနဲ့ကုညီတဲ့သူတွေပဲလာမှာပေါ့ဒါကြီးကတော့တကယ့်ကိုစောက်တလွဲကြီးပါလို့ရန်ကုန်အခြေစိုက်ခီးသွွားအေဂျင်စီကလုပ်ငန်းရှင်တအုပ်ကတုံးသက်ပြောဆိုထားပါတယ်မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်ဇကိုင်းငံလျင်ကြီးကြောင့်မြန်မာပြည်သူပေါင်း၄000နီးပါးတေဆုံးခဲ့ပြီးတော့သခိုင်းနေပြည်တော်နဲ့မန္တလေးမြို့များကပြည်သူများရဲ့နေအိမ်တိုက်တာအဆောက်အအုံများစွာလဲပြိုကျပျက်စီးခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်အနီးဒဝဲမြို့နယ်နဲ့လိုင်းပွဲမြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့ TK ဘူဟာစကမ်းနဲ့တခေါ်ဘီခီစကမ်းတို့ကိုတိမ့်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU က1998ခုနှစ်မှာလက်လွတ်ခဲ့ရတဲ့တနင်္သာရီတိုင်းဒဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ TK ဘူဟာစစ်စကမ်းကိုဒီနေ့မေလ9ရက်နေ့မှာပြန်လည်တိမ့်ပတ်နိုင်ခဲ့ပြီလို့သိရပါဗျ။ TK ဒေသဟာ KNU ဘေးဒဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်တိဆောက်ရန် 1994ခုနှစ်မှာစတင်စီစဉ်ခဲ့ပြီးတော့1995ခုနှစ်မှာစတင်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ထိခိဒေတာမှာခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ရုံများတည်ရှိပြီးတော့ထိထာမှာခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ရုံအဖွဲ့ဝင်များရဲ့မိသားစုဝင်များနေထိုင်ခဲ့ကြတယ်လို့သိရပါဗျ1998ခုနှစ်မှာမြန်မာစစ်တပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့နှစ်ပေါင်း28နှစ်အကြာမှာ KNU ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျအလားတူပဲဒီကနေ့မေလ9ရက်နေ့မနက်9:00နာရီအချိန်မှာလှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ခရိုင်မြန်မာနယ်စပ် KNU တပ်မဟာ9နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ခလိုက်ရ24အခြေချတပ်ဆွဲထားတယ်လေးပနာဒီခေါ်တခေါ်ပြီးခွေးစစ်ကောင်စီရဲ့တပ်စခန်းကိုလည်း KNL ဥဆောင်တဲ့မဟာမိတ်တပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ကထုတ်ပြန်ထားပါတယ်စခန်းကိုသိမ်းပိုက်ရရှိသွားပါပြီကရဲအလံလွှင့်ထူလိုက်ပြီးစစ်သားတွေကတော့အကုန်လုံးဆေးပြေးကုန်ပြီးလိုက်ရှင်းနေပါတယ်ခုနှစ်ရက်နေမှာ drone နဲ့စတိုက်ပြီးတော့သိမ်းတာပါအခုမနက်မှာတော့သူတို့တွေအကုန်ထွက်ပြေးသွားကြပြီ သူကမေလာဒုက္ခတဲ့စခန်းရဲ့နောက်ဘက်ထဲကစခန်းပေါ့နောက်ထပ်မေလာတို့ဝန်ခါတစ်တို့အဲ့ဒီစစ်ကောင်စီစခန်းတချို့ကျန်နေသေးတယ်လို့ကချင်ရှေတန်းသတင်းအရင်းမြစ်ကပြောပြထားပါဗျ။အဲ့ဒီစစ်စခန်းသိမ်းတိုက်ပွဲတွေကြောင့်ထိုင်းဘက်အချမ်းမဲတန်ရွာဘက်ကိုကရင်ဒေသခံရွာသားစုစုပေါင်း300ကျော်ခန့်ဟာစစ်ဘေးရှောင်နေထိုင်နေကြပြီးတော့ထိုင်းစစ်တပ်နဲ့ထိုင်းအာဏာပိုင်များကနယ်စပ်ကိုဖျက်ချော်ပြီးတော့ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုထိမ့်သိမ်းရန် နယ်စပ်တလျှောက်မှာကင်းပတ်နေတယ်လို့သိရပါတယ် KNU တပ်မဟာခွနဲ့နယ်မြေအတွင်းမှာထိုင်းမြန်မာနယ်စပ်တလျှောက်အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့စစ်စခန်း10ခုထက်မနည်းကျန်ရှိနေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းအရောဘကူတိုင်းရွှေကျင်မြို့နယ်ညောင်ချတော့ကြေးရွာမှာရှိတဲ့ခမရ968တိုင်ရင်ဌာနချုပ် KNL နဲ့ PDF ပူးပေါင်းတပ်များက အပိတတိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ၈ရက်နေ့ညနေ9နာရီအချိန်မှာရွှေကျင်မြို့နယ်မှာရှိတဲ့ခမရ968တရင်ဌာနချုပ်တခုလုံးကိုတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဒရုန်းများနဲ့တိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်နေမြေရှင်းလင်းရေးအတွက်အချိန်ယူပြီးတော့လှုပ်ဆောင်နေရတယ်လို့ပြောပါဗါး။လက်ရှိအချိန်ထိစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများဟာတရင်ထဲမှာပြန့်ကျဲနေပြီးတော့တိမ့်စီရရှိတဲ့လက်နက်ခဲယမ်းများကိုလည်းစီစစ်နေဆဲဖြစ်တယ်လို့သိရပါဗါး။ PDF စစ်စင်ရေးနယ်မြေတက် ်စစ်စင်ရေးနယ်မြေနှစ်နဲ့ KNL တိုက်ရင်ခွန်တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ခွေးတင်ဆောင်မှုအရေးအတွက်နဲ့လက်နက်ခဲအနေရရှိမှုတွေကတော့အသေးစိတ်စီစစ်နေတော့ပဲဖြစ်ပါတယ်ဂျင်းနန်းစောင့်နေရတော့မှာပဲအခုတိမ့်ပတ်ရရှိတာကတိုက်ရင်ဌာနချုပ်တစ်ခုလုံးကိုတိမ့်ပတ်လိုက်တာပါခမရ968တိုက်ရင်တစ်ခုလုံးကိုတိမ့်တာပါကာကွယ်ဝင်ကြီးဌာန MOD ကလည်းမကြခင်အသေးစိတ်တရင်ထုတ်ပြန်သွားပါမယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသကတာဝန်ရှိသူကဆက်လက်ရှင်းပြထားပါတယ်စစ်ကောင်စီကတိုက်ရင်ဌာနချုပ်တစ်ခုလုံးဆုံးရှုံးသွားတဲ့အတွက်လက်တလောခမရ ကိုရှိတိုင်ရင်တည်ရှိရာညောင်ခြေတော့ကြေးရွာပါဝင်ပတ်ဝန်းကျင်ကြေးရွာများကပြည်သူများအလုံးဟာထွက်ပြေးတင်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ဆိုင်းဖရာကျေးရွာကတ်မော်ကျေးရွာတို့အနီးမှာတိုက်ပွဲဖြစ်ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမေလ10ရက်နေ့ကဖားကန့်မြို့နယ်စိုင်းဖရာကျေးရွာအတွင်းကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်ကအထိနာပြီးတော့ကမ္မော်ကျေးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါအပြင်ကမ္မော်ကျေးရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုလည်း KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့တယ်လို့သိရပါဗျ။မနေ့က၈ရက်နေ့မှာစိုင်းဖရာရွာတဲကိုဝင်လာတဲ့စစ်ကောင်စီအဖွဲ့တွေကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုတိုက်တော့စိုင်းဖရာကနေပြီးတော့ကတ်မော်ကိုပြန်လည်ဆုတ်ခွာသွားတယ်။ကတ်မော်ကဖုန်ကြီးကြောင်းမှာသူတို့ဝင်နေတဲ့အချိန်မှာလဲ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့ကတနေကုန်ကိုဝင်တိုက်တာပါ။ဝင်တိုက်တော့သူတို့မှာတော်တော်လေးကိုအထိနာသွားတယ်။ဒီသုံးပတ်အတွင်းမှာစစ်ကောင်စီဘက်ကအထိကအချဆုံးများပါတယ်။တင့်ငါးတွေ drone တွေလေယာဉ်တွေနဲ့လေကြောင်းကနေတိုက်ခိုက်နေပြီးတော့ထိုးစစ်ဆင်လာပေမဲ့လဲ ် KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ထားတဲ့အတွက်ပုံမှန်ကြားတဲ့အထိဖားကန့်ကိုမရောက်နိုင်သေးဘူးလို့သိရပါဗျ။စစ်တပ်ကအထိနာပြီးတော့အကြအဆုံးတွေတော်တော်လေးကိုများနေတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားပါဗျ။အခုလိုမျိုးအထိနာနေတဲ့အချမ်းပါစစ်တပ်ကကံမော်ချေးပါနဲ့ဆိုင်းဖရာချေးရွာတဝိုက်ကိုမေလ၈ရက်နေ့ညနေပိုင်းမှာတစ်ချိန်ည9:00နာရီကျော်မှာနှစ်ချိန်လေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခတ်ခဲ့ပြီး drone နဲ့လက်နက်ကြီးများနဲ့ပါပစ်ခတ်တိုက်ခတ်လျက်ရှိတယ်လို့သိရပါဗါးဆိုင်းဖရာရွာနဲ့ကံမော်ရွာတဝိုက်ကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုကနေတိုင်းလိုလိုဘုံကျဲနေပါတယ်သူတို့ဘက်ကအထိနာတော့ လေကြောင်းတိုက်ခိုက်မှုကလည်းနေတိုင်းလိုလိုလုပ်နေတာမနေတော့ကလည်းတော်တော်လေးကိုတိုက်ပွဲပြင်းထန်နေသူတို့ဘက်က drone တွေနဲ့ပစ်တာတွေရှိတယ်လက်နက်ကြီးတွေနဲ့လည်းပစ်တယ်သူတို့ကဒီသုံးဘက်အတွင်းမှာလဝါကြီးရွာကနေကာမိုင်းကာမိုင်းကနေပြီးတော့ရေကာတာအဲ့ဒီကနေနန်ယားရွာနန်ယားကနေကတ်မော်စိုင်းဖရာအထိကိုရောက်လာတာဗောလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ကချင်ပြည်နယ်ဖားကတ်မြို့ကိုပြန်လည်ဆုံးမနိုင်ရန်အချက်မဲ့စစ်တပ်ပြည်သူစစ်ရဲရင်အား600ကျော်နဲ့တင်ကား20 drone လက်နက်ကြီးများနဲ့ကာမိုင်းနန်ယား ဖားကန်လမ်းပိုင်းကနေစစ်ကြောင်းတစ်ကြောင်းဟိုပင်အင်းတော်ကြီးဝေခါလမ်းပိုင်းကနေအင်အား300ကျော်နဲ့စစ်ကြောင်းတစ်ကြောင်းတို့နဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ပြီးတော့ KIKB တဲ့ပူပေါင်းတပ်ဖွဲ့များကလည်းပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါးဖားကန်ကိုဝင်တဲ့လမ်းကျော်3ခုစလုံးမှာ KIA နဲ့ KBD ရဲ့ပူပေါင်းအဖွဲ့တွေကတိမ့်ပိုက်ထားပါတယ်စိုးမိုးထားတယ်တာမခန်ဆယ်စင်းဖားကန်လမ်းဟိုပင်အင်းတော်ကြီးဝေခါဖားကန်လမ်းပြီးလို့ရှိရင်ကာမိုင်းနတ်ရဖားကန်လမ်း ဲ့ဒီလမ်းကျော်၃ခုစလုံးကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေကနယ်မြေစိုးမိုးသိမ်းပိုက်ထားတယ်ဆိုတော့သူတို့ကဒီလမ်းကျော်ကိုပြန်လိုချင်တာပေါ့အဲ့ဒါကြောင့်ဖားကန့်ဘက်ကိုအင်အားထောင်ကနန်းနဲ့မြေပြင်ကရောဝေဟင်ကပါထိုးစစ်ဆင်နေတာပါလို့ KIA ရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ဖားကန့်မြို့ပေါ်မှာလည်းစစ်ကောင်စီတပ်သားများဟာတပ်အတွင်းထဲမှာနေထိုင်နေရပြီးတော့မြို့တွင်းနယ်မြေစိုးမိုးမှုမလုံဆောင်နိုင်တော့ဘူးလို့သိရပါတယ်လက်တလုံးမှာစစ်ကောင်စီရဲ့ဖားကန့်မြို့နယ် ကန်စီဗျူဟာဂုံးမှာစစ်ဗျူဟာမှုအစ်စ်တအုပ်ကိုရဟရင်နဲ့လာရောက်ပို့ဆောင်ကစစ်ရင်အားတွေထတ်တိုးပြီးတော့နယ်မြေစိုးမိုးရေးလှုပ်ဆောင်နိုင်ရန်စစ်တပ်ကစ조사နေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့အကြမ်းဖက်စစ်ကောင်စီက အပြည့်ခတ်ရဲစဲကြောင်တလကျညာပြီးတဲ့နောက်နောင်ချုံမြို့ကိုအစိမ့်ငွေဘုံများတုံးပြီးတော့လေကြောင်းကနေ drone နဲ့တိုက်ခတ်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းနဲ့ထိုးစစ်ဆင်နေပြီးကလင်းငယ်များအပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဆက်ကောင်စီကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိယာယီအပြည့်ခတ်ရဲစဲကြောင်ကျညာထားတော်လဲတောင်းပြည်အတွင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့လေကြောင်းကနေအသုံးပြုပြီးတော့တိုက်ခတ်ခြင်းများကိုပြုလုပ်နေတယ်လို့ TNL ကပြောဆိုထားပါတယ်။ မေလ၈ရက်နေ့နေ့လယ်၁၂နာရီအချိန်မှာစစ်ကောင်စီကတောင်းတမရော DNA လေးရှိရာနောင်ချုံမြို့နယ်တရက်ချိုရွာအနီးတစ်ဝိုက်ကိုထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အမြောက်တပ်9ရက်နေ့ကနေပြီးတော့မေလ10ရက်နေ့မနက်9:33မိနစ်အချိန်မှာ drone နဲ့ဘုံးနှလုံးနဲ့လက်နက်ကြီးနဲ့16ချိန်တိုက်ပွဲဖြစ်ပွားရာတရက်ချိုးရွာကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲမေလ10ရက်နေ့မွန်လွဲ3:00အချိန်မှာနောင်ချုံမြို့နယ်ရာပြင်ကြီးရွာအနီးမှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့စစ်တပ်က drone နဲ့ဘုံးနှလုံးနဲ့ လက်နက်ကြီးနဲ့နှစ်ချိန်ရာပြင်ကြီးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မေလ၈ရက်နေ့ညနေ6နာရီအချိန်မှာနောင်လင်ကြီးရွာနီးတဝိုက်မှာလဲထမှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်တပ်က drone နဲ့ဘုံးရှစ်လုံးအစိမ့်ငွေဘုံ၅လုံးလက်နက်ကြီးနဲ့32ချိန်နောင်လင်ကြီးရွာတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်ကမေလ၈ရက်နေ့မနက်7နာရီ36မိနစ်အချိန်မှာ drone နဲ့အစိမ့်ဝေးဘုံတလုံးကိုနောင်ချိုမြို့နယ်အုံမတိကျေးရွာကိုလာရောက်ပြီးတော့ကျဲချသွားတယ်လို့သိရပါဗျ။စစ်တပ်ကတောင်လှကျေးရွာကိုလည်းလက်နက်ကြီးနဲ့ဆက်ရှိကြိမ်အစိမ့်ဝေးဘုံနဲ့6ကြိမ်ပြည့်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။မနေ့ကမေလ10ရက်နေ့ကနောင်ချိုမြို့နယ်တရချိုကျေးရွာမှာမင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့အသက်9နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့ ခဏဦးဘုံစာထိမှန်တမ်းရရှိခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့စေကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့လေးချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေးချောင်းရံကာကွယ်ရေးဆိုင်ရာနီလာများကိုလည်းလိုက်နာဆောင်ရွက်ရန် TNL ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ